ဒါလေးတော့မစိုးပေါ့ဗျာနော်။ဟိုဒါလေးလည်းမင်္ဂလာဖြစ်မှာပေါ့။အဲ့တော့ရှေ့ပိုင်းကကျွန်တော်အပွင့်ထုတ်ပေးတဲ့ရလေးလည်းဒါမင်္ဂလာဖြစ်ပါလေ။ရပါပြီ။အခုသူတွေလိုက်ကြည့်ကြပါဦးနော်။ဒါကဒါကတော့မဆန်းတော့မှာ။ဒါချင်းကြီးကပါ။ဒါကြောင့်ဆက်ကြောင်မှာဆက်တယ်လို့သိတာ။ဆက်တယ်လို့ အားလုံးမင်္ဂလာပါဗျာ Asia Day ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့တနန်းသူမတ်တင်ကေအောင်ရဲ့အတ္တစာလေးနှစ်ခုကိုကျွန်တော်ဖြတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရစေဖို့ပေါ့ဗျာဒါတော့ကျွန်တော်ဟိုတလောတုန်းကဖြတ်ပြပေးတဲ့အဲ့ဒါလေးတရားကြံသေးတဲ့အားလေးဖြစ်ပါတယ်ဗျာကြောက်ရရဲ့နေထားလေးကြည့်ကြအောင်ဗျာကြောက်ရရဲ့နေထားလေးကဘယ်လိုရှိမလဲပေါ့ဗျာနော်ကြောက်စီကြောက်သားလေးတော့ကောင်းတယ်ပေါ့နော်မော်နေနဲ့ဆိုရင်တော့ဒါဝေခါဖြစ်ပါတယ်အဲ့တော့အနာလေးတွေကလုံသလားပေါ့နော်ဒါအရေးကြီးတယ် အနာလေးတွေကြီးလိုက်တဲ့အခါကျတော့အနာတော့တိတ်မရှိဘူးအနာလုံနေပေါ့ဗျာဒီနေထားတိုက်ဆိုရင်တော့ကျွန်တော်ပယ်ကြီး2ပွင့်လောက်တော့မှန်းထားတယ်ဗျာဘာကြောင့်မို့လို့ဆိုတော့အနာလုံတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ဗျာအဲ့တော့ပယ်ကြီး2ပွင့်ကကျွန်တော်အပွင့်ကိုဘယ်လိုယူမလဲပေါ့ဒါကြည့်ကြည့်မှမသာပေါ့ဗျာအဲ့ကျွန်တော် ပုံချမဲ့နေတာယူမဲ့နေတာတော့ဖြန်းနှန်းယူမဲ့နေတာပေါ့နော်ဖြန်းနှန်းယူမဲ့နေတာကတော့ကျွန်တော်တို့ပယ်ကြီး2ပွင့်ကောင်းကောင်းရအောင်ပေါ့ဗျာအ ဆိုတော့ဒီနေရာနေစီယူမယ်ဗျာနော်ဒီနေရာကိုဖြတ်မယ်အပြီးရင်ကျွန်တော်တို့ကဒီဘက်ကိုပြန်မယ်ပေါ့နော်အဲ့တော့ဒီဘက်ကဒီတိုင်းလေးပဲဖြတ်လိုက်မယ်တဲ့ဆိုရင်ကျွန်တော်ကဒီဘက်မှာကပယ်ကြီးတပွင့်အကောင်းအောင်ရမယ်ပေါ့ဗျာဒါဒီဘက်ကိုခေါင်းထားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ဒီဘက်ချမ်းကြီးကြအောင်ဒီဘက်ချမ်းကဥမထားဒီတိုင်းဖြတ်ထားတယ်ပေါ့ဗျာဒီတိုင်းဖြတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘက်မှာလည်းဒါပယ်ကြီးတပွင့်ကောင်းကောင်းရတာပေါ့ဗျာအဲ့တော့ဒီမှာဒီဘက်ကိုအောက်ခြေဘက်ကိုဒီဘက်ကိုအထိုင်ထားမှာဖြစ်ပါတယ် ကဲအဲ့လိုဆိုရင်တော့ကျွန်တော်တို့ဖြတ်ကြည့်လိုက်တာပါဗျာဒါလေးရတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲချစ်ချစ်တာပေါ့ဗျာနော်ဝါအော်ကျွန်တော်ပြောတဲ့အတိုင်းပဲနော်အနာတော့မပါဘူးကြာနော်အနာတော့မပါဘူးလားအာဒါလေးဆိုရင်တော့ကျွန်တော်တို့လရိုက်ပါရောကြာနော်ဒီမှာဒါပယ်ကြီးတပွင့်ကောင်းကောင်းလေးရမယ်ကြာ အဲဒီထိပ်ပနာလေတော့ဖယ်ရမယ့်အနေထားလေးဖြစ်ပါတယ်။ဘာကြောင့်မလို့ဆိုတော့သူအတင်းမှာအနာလေးပါနေတယ်ပေါ့ဗျာ။အညိလေးလည်းပါနေတာဖြစ်တဲ့အတွက်ကဲကျွန်တော်ပုံချမယ့်အနေထားပြပေးမယ်ဗျာ။ပုံချမယ့်အနေထားကတော့လာအဲဒါလေးကိုကျွန်တော်ဒီတိုင်းလေးနင်းမှာဖြစ်ပါတယ်။ဟာအပြင်တောင်လေးတွေချိုးဒီဘက်တောင်လေးတွေချိုးဒီအကွန်လေးတွေဖယ်ပြီးရင်ဒီထိပ်ပလေးကိုနည်းနည်းလေးညှိပါပေါ့ဗျာ။ อืมဒါဆိုရင်တော့ကျွန်တော်တို့အပွင့်ကောင်းလေးတပွင့်ရပါပြီ။ Okay နောက်ထပ်တစ်ခုဆက်ကြည့်အောင်နောက်ထပ်တစ်ခုကအော်စောစောပိုင်းတော့တော့ကျွန်တော်ကဒီတိုင်းလေးပဲပုံချမလို့ပေါ့ဗျာ။အဲ့တော့ကျွန်တော်စောစောပိုင်းအရှိပိုင်းမှာပြောခဲ့တယ်လို့တော့ကတော့ဒီပုံစံတိုင်းချမယ့်အနေထားပေါ့ဗျာ။ဒါမှမဟုတ်ကျွန်တော်ဖြတ်ပြီးသွားတဲ့အနေထားမှာကြောက်ရဲ့အနေထားကြည့်ကြည့်အောင်ကြောက်ရဲ့အနေထားကြည့်ကြည့်လိုက်တော့ကျွန်တော်တို့ကအမ်ဒီပုံစံလေးကကျွန်တော်တို့ပုံချလို့ကောင်းမဲ့အနေထားလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်နောက်ခုစလုံးကိုပုံချပြပါမယ်ဗျာ။ ကဲအဲ့ဒါကျွန်တော်ကျွန်တော်ပုံချပြီးသွားတဲ့အနေအထားချင်းချင်းပဲဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံထုတ်ပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်လာလေးတွေရှုမြင်ခံစားတာပေါ့ Okay ဒီမှာကြည့်မယ်လာอืมဒါလေးတော့မစိုးရနော်ဆို Okay ဒီကောင်ကပေါ့နည်းနည်းလေးတော့ရော့ကျင်သေးရပါဗျာဟောဒါဒီကောင်ကတော့ကျွန်တော်တို့ကောင်စားလို့ပြောလို့ရပါတယ်ဒါလေးကတော့ကောင်စားပါဗျာကျွန်တော်နောက်ထပ်စစ်ပြီးမှဖြတ်ပြမယ်ဗျာ Okay now ထကျွန်တော် speed မဖြတ်ပြမယ့်အဲတစ္ဆာလေးရတော့ဒါလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖြတ်မဲ့နန်းကြည်တာပါဗျာอืมအနာလေးတော့အများကြီးပဲဗျာနော်ဆိုတော့အနာလေးကအများကြီးပဲလားအနာလေးကအများကြီးပဲဆိုတော့ဒါကျွန်တော်အရင်ဆုံးဖြတ်မဲ့နန်းကိုနန်းကိုကြည့်မယ်ဗျာဟုတ်တော့တခါတိုင်းနဲ့ကျွန်တော်နန်းနန်းသုံးနန်းလောက်ဆွဲပြီးမှဖြတ်ပေးမှဖြတ်လိုက်မှဖြစ်ပါတယ်အဲ့ဒါဒီဘက်မှာကသူကအနာလေးတစ်ခုရှိတယ်อืม ဒီတစ္ဆာလေးတော့သူကအနာလေးတွေတော့များတယ်ပေါ့ဗျာ။ညပြီးရင်ကျွန်တော်ဒီဘက်က energy နဲ့ဝင်နေမှာဖြစ်ပါတယ်။ကဲအားလုံးမြင်အောင်ပြမယ်နော်။ဒီမှာ energy နဲ့ရှိပါတယ်။အဲအဲ့ဒီ energy နဲ့ကိုနေမှာဖြစ်ပါလား။อืมอัปปิยนนอกแทบเนนโอเน่มาเลยเอ่อดีบักแนนโอเน่มาဖြစ်ပါတယ်ဘာလို့ဒီမှာအလုံးမြင်ရတာမသိကြဒီမှာအစီပေါက်လေးပါเนาะဒီအစီပေါက်လေးကလာတယ်ပေါ့ဗျာ ဆက်မလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအပွင့်အနေနဲ့တွေ့ထားတာတော့ဒီနေရာလေးကိုတွေ့ထားတယ်ပေါ့ဗျာအဲ့ဒီနေရာလေးရဲ့ကျွန်တော်တို့ဒီထိပ်ဖက်နေရာလေးပေါ့နော်တခြားနေရာတွေတော့ကျွန်တော်သိတော့မတွေ့ပါဘူးဗျာတခြားနေရာတွေတော့နည်းနည်းလေးရော့ရင်တော့ရော့တယ်ပေါ့ဗျာနည်းနည်းလေးမပြောတဲ့လောက်လေးတော့ရော့တယ်ပေါ့တတုံးနဲ့ဆိုပေမဲ့လည်းနော်အဲ့တော့ကျွန်တော်အဓိကခေါင်းပွဲအနေနဲ့တွေ့ထားတာဒီနေရာလေးရဲ့အာဒီဖက်နေရာလေးဖြစ်ပါတယ်ဗျာอืมဒီနေရာလေးတွေကကြောက်စီပို့ပြီးမှ ကောင်းတယ်ဗောဗျာအတရမြင့်တယ်ဗောဗျာโอเคကျွန်တော်နောက်ထပ်တနန်စနင်းမဲ့အနေထားကတော့ဒီနန်းဖြစ်ပါတယ်။ဘာကြောင့်မလို့ဆိုတော့အဲ့ဒီနေရာမှာအနာပါတယ်ကြာဒီမှာအလုံးမြန်လို့เนาะအဲဒီနားဒီအောက်ဘက်တည်းထိတွားတယ်ဗောဗျာအဲဒါကြောင့်မို့ကျွန်တော်ကဒီနန်းကိုနင်းမယ်เนาะဆိုတော့ပထမဦးဆုံးနန်းကတော့ဒါ number 1ဗောဗျာအဲဒါတော့ number 2အဲဒီကောင်တော့ number 3ဗောဗျာโอเคဒါလေးနင်းပါမယ် ဒါလေးကတော့ကျွန်တော်တို့ဖြတ်တောက်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။အကဲကြည့်ကြည့်အောင်ပါနော်။အဲ့တော့ကျွန်တော်ပြောတဲ့ခေါင်းစာလေးပါနော်။ခေါင်းစာလေးကိုအရင်ကြည့်ကြည့်တာပါဗျာ။ဟောဒါလေးဗျာ။ဒါလေးမစိုးဘောဗျာဒါလေးကကြောက်စီပိုကောင်းတယ်ဗောဒီအတ္တစလေးတဲ့မှာဆိုရင်ဒီနေရာလေးကအမြင့်ဆုံးဗောဗျာအသာတန်းအမြင့်ဆုံးဖြစ်ပါတယ်ကျွန်တော်တို့အသာတန်းအစင်းနေနေဆိုရင်တော့6ခွဲလောက်တော့ရှိပါတယ်ဗျာ ဆိုတော့အနာလေးလည်းလုံတယ်လို့ပြောလို့ရတယ်ဗျ။ဆိုတော့ဒါလေးဆိုရင်အနာလေးလုံတာလေးလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါပုံချလိုက်လို့ရပါရဲ့။တခါလည်းနဲ့ပုံချလိုက်လို့ရပါရဲ့။အဲဆိုကြည့်ကြည့်အောင်ဗျာ။ဒါလေးကတော့ကျွန်တော်တို့ပုံချပေးထားတဲ့အနေထားလေးဖြစ်ပါတယ်။စိုးတာတော့မစိုးရလာပါတယ်ဗျ။ Okay ကြည့်ကြည့်အောင်ဗျာနော်။ဟင်း။ကြောက်စီလေးကောင်းတယ်ဗောဗျာ။ကြောက်စီလေးတော့ကောင်းပါတော့။ Okay နောက်ထပ်ကျွန်တော်တို့စပီးမကြည့်တာပါဗျာနောက်ထပ်ဒါပုံချမဲ့ရလေးတွေရှိသေးတာပါဗျာ နောက်ထပ်ရှိသည်တယ်လားโอเคဒါလေးပဲကြည့်အောင်ရအောင်เนาะဒါလေးကြည့်အောင်ကျွန်တော်ကဒီဟာလေးဆိုရင်ဘယ်နေရာပုံချမလဲဆိုတော့ဒီအပွင့်လေးဆွဲထုတ်မဲ့နေရာတော့ကျွန်တော်တို့ဒီနေရာလေးဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အနာနေရာဖြစ်ပါတယ်ဗျာဒီအနာအတိုင်းလေးပဲနင်းပါပါဗျာအဲ့တော့အနာအတိုင်းလေးနင်းနင်းပြီးပြီတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးတွေကိုဒါအပွင့်ပုံချအောင်မရအောင်လိုက်မှာဖြစ်ပါတယ်ဗျာ ဒါလေးရတော့ကျွန်တော်တို့တခါတည်းပုံချပြီးသွားတဲ့အနေထားလည်းဖြစ်ပါတယ်။ကဲချစ်ကြည့်တာဟုတ်ရောနော်။อืมစိုးပါဘူးရနော်။ဆိုးဘူးလားโอเคနပွင့်တော့ရည်ပြနော်နပွင့်ရည်နော်ကျွန်တော်နောက်ထပ်ထုတ်လို့ရမယ့်နေရာလေးရှိသေးလားဖြည့်တာပေါ့ဗျာอืมဒီနေရာလေးလည်းမဆိုးဘူးရနော်ဆိုးတာတော့โอเคကျွန်တော်ဖြတ်မဲ့နန်းကိုပြမယ်ဗျာနော်ကျွန်တော်ဖြတ်မဲ့နန်းဒီမှာအလုံးမြင်တွေ့ရတဲ့အချိန်အနာကတော့အလဲတက်တက်မှာဖြစ်နေရပါဗျာ အဲ့တော့ကျွန်တော်ကအဲ့ဒီအနာလဲတဲ့တဲ့အတိုင်းဖြတ်မှာဖြစ်ပါတယ်။ဆိုတော့အနာကိုအနာအတိုင်းပေါ့နော်အနာအတိုင်းဖြတ်လိုက်ရင်တော့အဒီအပေါ်ဘက်ကတပွင့်ရမယ်ဒီအောက်ဘက်နာလေးကတပွင့်ရမယ်ပေါ့ဗျာ။ဆိုတော့နှစ်ပွင့်ရမယ်အနေထားဖြစ်ပါလေဗျ။အဲ့တော့ဒီအောက်ဘက်နာလေးကတော့ဒါတော့မရတော့ဘူးပေါ့ဗျာ။အဲ့ဒါကျွန်တော်ကျွန်တော်ဒီမှာကြည့်ကြအောင်ဗျာနော်တခါတည်းနဲ့ပဲကျွန်တော်ပုံချလိုက်မှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဆိုတော့အလဲတဲ့တဲ့ဖြတ်ပြီးမှသွားမယ်နန်းပေါ့ဗျာနော်โอเคဒီမှာပေါ့နော်ဒီနန်းကိုသွားမှာဖြစ်ပါတယ် အာဒီနန်းတိုင်းသွားလိုက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီဘက်ကအနာတိုင်းပေါ့ဗျာဒါဆိုတော့ဒီဘက်မှာတပွင့်ရမယ်ဒီဘက်မှာတပွင့်ရမယ်ဒါနှစ်ပွင့်ကောင်းကောင်းရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကြည်ကြည်တော့ပေါ့ဗျာနော်ကြည်ကြည်တော့ဗောလာဟွန်းဆိုးတာတော့မဆိုးပါဘူးဗျာအကြောက်စီလေးတော့ပါတယ်ပေါ့ဗျာအကြောက်စီလေးပါတာဖြစ်တဲ့အတွက်အဲရောင်းတန်းဝင်နေပေါ့ဗျာ โอเคနောက်ထပ် point စစ်ကြည့်မယ်နောက်ထပ် point ကอืมဒီကောင်လေးရတော့ပို့ပြီးမှကောင်းတယ်ဗျဒီ point လေးရတော့ပို့ပြီးမှလာပါတယ်အဲဒီ point လေးရပို့ပြီးမှဟိုပါဗောနော်ကြောက်စီလေးပို့ပြီးမှပါပါတယ်ဗျโอเคလောလောဆယ်ရတော့ကျွန်တော်တို့အားလုံး၄ပွင့်ရနေပါပြီ။ဒီအတစ်စလေးကနေထုတ်တာတော့၄ပွင့်ရပါပြီ။ဟုတ်ကဲ့နောက်ထပ်စပီးမှကြည့်တာပေါ့ဗျာနော်။နောက်ထပ်ဘယ်နေရာတွေထုတ်လို့ရသေးတယ်ပေါ့။โอเคဒီမှာဗျာနော်။ဒီဒီနားလေးရောအပွင့်ရအောင်ထုတ်မှဖြစ်ပါတယ်။ ဆိုတော့မြင်ရတဲ့အတိုင်းပါပဲအနာလေးတွေတော့များတယ်ပေါ့ဗျာအနာလေးတွေတော့များပါတယ်ဆိုတော့ဒီဘက်ချမ်းကတော့အာနာတော့ပို့ပြီးမှများတယ်ဗျာဒီဘက်မှာလေးတော့တွေ့ရတယ်ပေါ့ဗျာဆိုတော့ဒီမှာလေးတွေတွေ့ရတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ဖြတ်မဲ့နန်းကတော့ဒီနန်းတိုင်းဖြတ်မှာဖြစ်ပါတယ်ဆိုတော့ဒီရဲ့နန်းအန်တိုင်းပေါ့နော်โอเคကြည်တာပေါ့ဗျာနော်อืม တချင်းနဲ့ဆိုတော့ပြင်းစရာတော့မကောင်းဘူးဗျာနော်အာဘေးဆိုင်ကတချင်းနဲ့ပါနဲ့ဆိုတော့อืมจนဒီတိုင်းလေးပြတ်မှာဖြစ်ပါလေနော်ဒီအတိုင်းလေးပါဗျာဒါပေမဲ့ကျွန်တော်အမြင်ပါနော်ကျွန်တော်အမြင်ကဒီဘက်မှာတေချာလေးကြည့်လိုက်တော့အနာတော့တိတ်တော့မတွေ့ရဘူးပဲဗျာဒါဆိုဖြတ်ကြည့်လိုက်လို့အနာတော်တော်လေးရှင်းသွားတယ်ဆိုရင်တော့ဒီနေရာတော့ကျွန်တော်တို့ဒါပဲကြီး ရမယ်လို့တော့မှန်းထားတယ်ပေါ့ဗျာဒါဒီနေရာဆိုရင်ဒါကျွန်တော်ပယ်ကြည့်ရမယ်မှန်းထားတာဖြစ်ပါတယ်ကဲဘယ်လိုနေထားလေးလဲဆိုတော့ဖြတ်ကြည့်တာပေါ့ဗျာနော်ဒါလေးရောကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။ကဲဘလူအနေထားလေးလာမလဲဆိုတော့ကြည်တာပေါ့ဗျာနော်။ကဲအနာလုံရင်တော့ပယ်ကြည့်တဝင်းရပြီကွာ။ဟိုအနာလေးတော့ပါတယ်ဗျာနော်။ကျွန်တော်ထင်သားတယ်ဒါဒီမှာပြောရအနာလေးပါတယ်ပေါ့ဗျာ။အလုံးမြင်ရလားမသိဘူးဗျာ။ င်းဒီမှာဒီမှာတော့เนาะကျွန်တော်ထောက်ပြပေးမယ်ဒီမှာဒီမှာအဲ့တော့တမ်မီနဲ့လုံအောင်အတိတ်ထိုးလို့ကြည့်လို့မရအောင်ဗျာအာအတိတ်ထိုးပြလို့တော့မရအောင်ပေါ့ဗျာဒီမှာဒီမှာเนาะအဲ့တော့အဲ့ဒီနာကကျွန်တော်ဒီဘက်ထက်တိပေါက်တယ်ပေါ့ဗျာကဲပေါက်တော့လည်းမတတ်နိုင်ပေါ့ဗျာနှစ်ပွင့်ဆွဲထိုးရမှာပေါ့ဗျာอืมဒီမှာဒီတိုင်းဖြတ်မှာဖြစ်ပါတယ် သူရဲ့အနာလေးအတိုင်းပဲသွားပြီးမှကျွန်တော်တို့ကဖြတ်ဖြတ်ပြီးဆိုမှပုံချမှာပေါ့ဗျာ။ဟွန်းဒါဆိုရင်တော့ဒီဘက်မှာတပွင့်ရမယ်။ဒီဘော်ဘက်ကတပွင့်ရမယ်ပေါ့ဗျာ။ဒါနှစ်ပွင့်ရပါကြီး။ဒီဘက်ကိုဆစ်ကြည့်မယ်ဒီဘက်ကိုဆစ်ကြည့်တော့တယ်ဒီကောင်ကအနာလေးကပါနေပြန်နေပေါ့နော်ဒီမလေးပေါ့နော်ဒါအနာလေးပေါ့နော်အနာလေးပါနေပြန်နေဖြစ်တဲ့တည်းအဲ့ဒီအနာလေးကိုဖယ်မယ်အပြီးရင်လို့နာလေးရပါတယ်တော့ဒီကောင်တော့ကျွန်တော်တို့ပြောရင်တော့ပယ်ကြည့်တော့မရဘူးပေါ့ဗျာနော်ပယ်ရွေးတော့ဒါအသေးတာ အာဒါကြောင့်မို့ကျွန်တော်ဒါတော့အပွင့်မထုတ်တော့ဘူးဗျဒါတော့မမဲတာဖြစ်တဲ့အတွက်ပေါ့ဗျာဟောဆိုဒါလေးကိုကျွန်တော်နှပွင့်ရအောင်ထုတ်မှာဖြစ်ပါတယ်ကဲကြည့်ကြည့်တာပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကြည့်ကြည့်တာပေါ့ဗျာနော်ကြည့်ကြည့်လိုက်တော့လာကြည့်ကြည့်လိုက်တော့โอเคဒီအလေးကပူပြီးမှစွာတယ်ဗျာနော်ပယ်ကြီးတရားလေးကပူပြီးမှစွာပါတယ်ပူပြီးမှကြောက်စီပါတယ်ပေါ့ဗျာနော် ဒါလေးလည်းစိုးတာတော့မစိုးဘောဗျာဒါပေမဲ့ဒီကောင်ကပြောမှဆိုရင်ခဏနေတော့နဲ့ရှင်လိုက်တယ်ဆိုရင်တော့နည်းနည်းလေးတော့မပြောတဲ့လောက်လေးတော့ရော့ပါလေဗျာโอเคကျွန်တော်တို့အလုံးပေါင်းထုတ်လိုက်တော့2 4 6 8ပွင့်ရပါလေဗျာဒါလေးတော့မစိုးဘောဗျာเนาะဟောဒါလေးလည်းမင်္ဂလာဖြစ်မှာပေါ့အဲ့တော့ရှင်းပိုင်းကကျွန်တော်အပွင့်ထုတ်ပေးတဲ့အားလေးလည်းဒါမင်္ဂလာဖြစ်ပါလေရပါပြီအခုလူတွေ like ဖြစ်ကြအောင်ဘာလဲ ာသာဘုရားတော်မဆာသာတော်မသာချင်းချင်းပဲဆက်ကြောင့်ဆက်ကြောင့်မှာဆက်တဲ့လူတက်တာဟုတ်ကဲ့ပေါ်ရကိုတည်းဟုတ်ပြီနောက်ထပ်မင်္ဂလာတွေမင်္ဂလာတွေထပ်လာဖို့ပဲရှိပါတယ်ဗျကဲကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပညာရရှိစေမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်